ဒါမြောက်လိုင်းကအခုဆိုရင်သူ့ရဲ့လူယုံတွေကိုပါဆုံးရှုံးနေရတဲ့အဆင့်တွေထိဖြစ်လာနေပြီမြေပြင်မှာသူ့ထပ်ဖွဲ့တွေကလည်းလုံအောင်အခြေအနေမကောင်းဘူးဒါတော့မှပဲပေါ့နော်စစ်ဒီမြောက်လိုင်းစစ်တပ်ကမြေပြင်မှာဟိုနေရာမှာကြည့်လဲသူတို့အခြေအနေမကောင်းဘူးနေရာမှာကြည့်လဲအခြေအနေမကောင်းဘူးမင်္ဂလာပါ။ဒါကြောင့်ရှေ့ရက်မှာတရင်ကောင်းနေရှိတယ်လို့ပြောခဲ့ရတယ်သိမှာပါဗောနော်။အဲ့တော့တကယ်လည်းတရင်ကောင်းနေအများကြီးရှိပါတယ်။ နေ့စဉ်ရက်စက်ကိုသတင်းကောင်းတွေရှိနေပါတော့။အဲပြီးတော့ဒါကြောက်ဖြူနဲ့ပတ်သက်လို့ကျွန်တော်ပြောခဲ့ရရှိမှာအဲကြောက်ဖြူမှာဒီတော်လိုင်းတက်ဖွဲ့တွေဘက်ကပေါ့နော်အခါတက်တော် A ဘက်ကရေးတာတယ်။ဒါမျိုးပြောခဲ့တယ်ပေါ့နော်။အဲအဲ့တော့ဒီနေ့တော့ဒါသတင်းတစ်ခုထပ်ပြီးတော့သိရပြီပေါ့။အဲ့ဒါတော့ဒုတိယဗိုလ်မှူးရေးအဆင့်ပေါ့နော်။အဲဒုတိယဗိုလ်မှူးရေးအဆင့် G1 ဒါအရှင်ဖမ်းမိတယ်။အဲသူနဲ့အတူတုံမန်းနေလဲပါတယ်။ဓာတ်ပုံရိုက်တာလဲကောင်းတယ်ပေါ့နော်။ဓာတ်ပုံရိုက်တာလဲကောင်းတယ်။ အဲလောကမျက်နှာကြီးကိုရှင်းရှင်းလင်းလင်းပုံစံမျိုးကြီးနဲ့ဒါဖန်စီရမိတယ်ဆိုပြီးတော့သတင်းတွေတက်လာနေတာတွေ့ရတယ်ဗောနော်အဲ့တော့ကျွန်တော်အနေနဲ့ကအဲဒုတိယမုံမွေးအဆင့်ဖမ်းမိတယ်ဆိုတဲ့ဟာကရင်ခုန်စရာတော့မဟုတ်တော့ဘူးတိတ်ပြီးတော့ထူးဆန်းနေတဲ့အရာလည်းမဟုတ်ဘူးဘာလို့လဲဆိုတော့သူ့ထက်ယာရုကြီးပါတယ်ဆိုတဲ့သူတွေတောင်မှဒါဖမ်းဆီးမိနေရတယ်အများကြီးရှိရပါတော့ပြီးတော့ဒီအင်းတော်မျိုးသိန်းတိုက်ပွဲမှာဆိုလဲဖမ်းမိထားတဲ့ဒါအောင်တဦးလို့ဘာလို့ခုံခုံတက်မှာမဟုတ်ဘောနော်ဒါဆိုလဲဒါသူ့ထက်ယာရုကြီးတာပဲတက်မှာမှုအဆင့်ပါနော်အဲ့အဲ့သူ့အကြောင်းလည်းပြောအဲ့သူ့အကြောင်းခဏထားပါနော် အဲအခုဒါဒုတိယဘုံကြီးအဆင့် G1 အဆင့်ဖမ်းမိတယ်သူနာမည်ဒါကျော်လင်းကြိုင်ပေါ့နော်အရှင်ဖမ်းစီရရှိတယ်သူနဲ့အတူခြားတုံမန်းနေလဲပါတယ်ပေါ့နော်ပုံစံနေမျက်နှာတွေကြည့်လိုက်ရင်တော့ဒါဒီမြောက်လိုင်းစစ်သားလို့မပြောရဘူးပေါ့နော်လုံးဝအဲ့လိုပုံစံနေကြည့်ပဲညွန့်ညွန့်ငင်ငင်နေပေါ့နော်အဲပီတီဘေးဆုပ်ရုပ်တွေနဲ့ပေါ့နော်ဒါမိပြီဆိုရင်ဒီလိုပုံစံပဲအဲပြီးတော့အဲ့ရဲ့အင်ကရုပ်တွေကိုကြည်လာနေတဲ့ရင်ကိုပဲသူတို့ဘက်မှာဘလောက်တောင်စစ်ပန်းနေပြီလဲဘလောက်တောင်ဖွဲ့စည်းပုံတွေပြတ်နေပြီလဲဘလောက်တောင်မှစိတ်ထဲတွေဖြိုပြဲဖြစ်နေပြီလဲဆိုတဲ့ဟာကလည်း ခံမှန်းလို့ရတယ်ဗောနော်အဲ့တော့ဒါအဲဒုတိယဘုံမွေးတယောက်ကိုဖမ်းမိတယ်စစ်မြေပြင်မှာဖမ်းမိတယ်ဆိုတာအစမ်းတကြဲတော့မဟုတ်ဘူးဒါပေမဲ့စမ်းတာရှိတယ်အထူးကြတာဗောနော်အဲ့ဒါဘာလဲဆိုတော့ G1 G1 စစ်စင်ရေး G1 ပေါ့နော်အဲ G1 ကိုတိုက်ပွဲနေမြေမှာဖမ်းမိတာအဲတိုက်ပွဲတိုက်ရင်နဲ့ဖမ်းမိတယ်လို့ပြောပါမှာမင်းတို့ဒီ G1 ဆိုတဲ့အစ်စ်နေကသူကရုံးမာနေရရုံးမာနေပြီးတော့သူကအောက်ကတက်တွေကိုညွန်ကြရတာပေါ့နော်အဲတမတစ်ခုမှဆိုရင် G1 ရှိမယ်အဲ G1 ကနေမှဒီအောက်ကတက်မတွေမှာရှိတဲ့တက်ရင်းစက်ရင်းကိုသူကကုတ်ခဲ့ရတဲ့အစ်စ် အဲ့လိုမျိုးဒါသူကအထက်ဌာနမှာနေရတဲ့သူတွေပေါ့ဗျာပြောရရင်ယုံလို့နေရာမျိုးမှာနေရတယ်ပြီးတော့အဲကြည်လွတ်မြေပေါ့နော်ဒီလိုနေရာမျိုးတွေမှာနေရတဲ့သူတွေအဲ့လိုလူတွေကအခုတိုက်ပွဲနေမြေမှာဖမ်းမိတာအဲ့ဒါကြောင့်တဆင့်ပြန်စဉ်းစားမယ်ဆိုရင်ဒီလိုမျိုးအထက်ဌာနမှာသူများကိုညွှန်ကြားတဲ့နေရာတွေမှာနေရတဲ့သူတွေကိုတောင်မှတိုက်ပွဲနေမြေတွေကိုလွတ်နေရပြီလားဆိုပြီးတော့ဒါကျွန်တော်တို့ပြန်ပြီးသုံးသပ်လို့ရဒါဟာလေကျွန်တော်တို့တော်လိုင်းအတွက်ကောင်းမွန်တဲ့အားရစရာတည်င်းတကာတစ်ခုဖြစ်တယ်ပေါ့နော်အဲဒီကတော့သူတို့ဘက်မှာ လူမရှိတော့တဲ့အတွက်ပေါ့နော်အဲခုတ်ကဲတဲ့သူတွေကအစဒီလိုနေရာမျိုးတွေမှာထည့်ပြီးဆေးလွတ်နေပြီလားဆိုတာကိုလည်းဒါကျွန်တော်တို့သိရတယ်ပေါ့နော်အဲအဲ့ဒါလည်းဒါအားရစရာရှိတယ်ပေါ့နော်ပြီးတော့မိတဲ့စစ်တုံမန်းတွေပေါ့နော်မိတဲ့စစ်တုံမန်းတွေကတနေရာတည်းကမဟုတ်နေရာဖောင်းဆိုတာနေမိပြီးတော့အခုစုပြီးဓာတ်ပုံရိုက်တာလာမင်းလာကမင်းလည်းမိတဲ့ကောင်မင်းလည်းမိတဲ့ကောင်လာကြလားအကုန်လုံးလာစုဓာတ်ပုံရိုက်กว่าဆိုပြီးအဲ့လိုမျိုးရိုက်ထားတဲ့ပုံစံမျိုးသိရတယ်ပေါ့နော်အဲ့ဒါကြတော့အဲသူတို့ရဲ့မြေပြင်မှာရှိတဲ့အနေထားကဘယ်နေရာမှာဖြစ်ဖြစ်စစ်တုံမန်းတွေရှိနေတယ်ဆိုတဲ့ပုံစံဖြစ်နေတာအဲ့ဒါကြတော့ အဲထားပါတော့ရှေ့မှာတယောက်ဖမ်းပြီးဆိုမင်းခဏနေဦးမင်းနောက်မှာဖမ်းပြီးရဲကောင်းဝင်ရှိသေးတယ်တယောက်ထဲတော့မရိုက်တော့နေဦး၄၅ယောက်ရအောင်ဆုလိုက်အောင်အဲအဲ့လိုပုံစံမျိုးနဲ့တောင်လူစုပြီးတော့တပုံရိုက်နေရတဲ့အဆင်မျိုးပေါ့နော်ဖမ်းဆီးရမိတယ်ဆိုပြီးတော့ထုတ်ပြန်တဲ့အခါမှာဒါမျိုးပုံစံမျိုးတွေဖြစ်နေဒါကလည်းသူတို့မြေပြင်မှာစစ်ကောင်စီဘက်ကပေါ့နော်ဘယ်လောက်ထိချင်းနေစိုးနေလဲသူတို့တွေဘလို့တွေတောင်ထွက်ပြေးနေကြရလဲအနေရာတိုင်းမှာထွက်ပြေးနေတဲ့သူတွေဖြစ်နေပြီလားဆိုတဲ့ဟာကလည်းကျွန်တော်တော်လိုင်းအတွက်အားရစရာသတင်းစကားတစ်ခုထပ်ဖြစ်တယ်ပေါ့နော်အဲ့တော့ ဒီ G1 ကိုဖန်ဆင်းရရှိတယ်ဆိုပြီးတော့သတင်းတက်လာတဲ့ဆိုတဲ့အချိန်မှာကျွန်တော်တို့တွေကတော့ဝမ်းသာတယ်အားရတယ်ဒေါ်လာရေးတက်ဖွဲ့တွေဘက်ကလည်းပေါ့နော်အာဂတ်တော်အေဆိုတာလည်းတည်တဲ့အတိုင်းပဲတကယ်ကိုဆေးရည်အရာမှာတကယ်ကိုအခုဆိုရင်အာပါတီးယားရှိအောင်လှုပ်ပြနေတဲ့အဖွဲ့ကြီးတစ်ခုလည်းဖြစ်တော့ဒီ G1 ကိုသာစစ်ဆေးမယ်ဆိုရင်ပေါ့နော်အဲစစ်စင်ရင်းနဲ့ဆိုင်တဲ့လက်တလုံးစစ်စင်ရင်းနဲ့ဆိုင်တဲ့စစ်ကောင်စီဘက်ကစီစဉ်နေတဲ့စီမံနေတဲ့စီမံချက်တွေလျှို့ဝှက်ချက်တွေအရေးကြီးတဲ့သတင်းစကားတွေဒါတွေကိုလည်းထပ်ပြီးတော့သိရှိအောင်လုပ်လို့ရမယ်လို့ယုံကြည်တယ် ဒါဟာရောနောက်တိုက်ပွဲတွေအတွက်ပေါ့နော်အဲရှေ့ပိုင်းမှာဖြစ်ခဲ့သလိုပါပဲဒီတယောက်စီကရတဲ့သတင်းစကားဒီတယောက်စီကရတဲ့အချက်လက်ကနောက်ထပ်တိုက်ပွဲတစ်ခုတိုက်တဲ့အခါမှာပို့ပြီးတော့လွယ်ကူတဲ့နီလန်းမျိုးတွေရှာတွေ့စီတာမျိုးအဲပို့ပြီးတော့ဒါအာနေချက်တွေရန်သူရဲ့အာနေချက်ကိုရှာဖွေလို့ရတာမျိုးတွေဒါတွေရှိတယ်ပေါ့နော်အဲ့တော့အဲ့ဥစ္စာတွေကိုဒီလိုမျိုးထုတ်ပြန်လိုက်ပြီဆိုတာနဲ့မေးမယ်ဆိုတာလည်းစစ်ကောင်စီကသိမှာပဲအဲ့လိုသိနေပြီဆိုရင်စစ်ကောင်စီဘက်ကအကြီးပိုင်းနေရာလဲခေါင်းခဲနေလောက်ပြီဟာကွာဒီကောင်ဖမ်းခံလိုက်ရပြီကွာဒီကောင်ကိုစစ်လို့ရတော့ငါတို့ဘွေရီကိုပေါ်ပြီး ိုအားတွေပေါ်ပြီးဒီအားတွေပေါ်ပြီးဆိုတဲ့ပုံစံမျိုးတွေနဲ့စိုးရင်စိတ်တွေဖြစ်နေတော့ပြီးတော်တော်ကိုဒါတို့တွေဒါအစိတ်အနောက်ရက်တွေလည်းဖြစ်မယ်ကြောက်လန့်တကြားတွေလည်းဖြစ်မယ်သူတို့အတွက်ချင်းချောင်းမှုတွေဖြစ်နေတာပေါ့နော်အကောင်ကြီးကြီးတကောင်ပါသွားပြီဖြစ်တဲ့အတွက်နောက်ဆက်တဲ့ပြဿနာတွေကသူတို့အတွက်မတွေးရဲစရာတွေဖြစ်နေတာပေါ့ဗျာဒါဟာလေတကယ်အားရစရာကောင်းတယ်နောက်တစ်ခုကတော့ဒါကျွန်တော်အတွင်းထဲကနေတည်ရတဲ့သတင်းပေါ့နော်အဲ့ဒါထီခီထီတာပေါ့နော်ထီတာလေထီခီနဲ့ ိုက်ခိုက်ရတဲ့ချိန်မှာဒါထွက်ပြေးတဲ့စစ်ကောင်စီတပ်သားတွေပေါ့နော်အဲ့ဒါကိုထိုင်းဘက်ကနေပြီးတော့စစ်ကောင်စီဘက်ကိုပြန်ပို့တယ်အဲ့ပို့တဲ့အဖွဲ့တွေကအယောက်80လောက်မှ40လောက်ကကော့တောင်းကိုရောက်နေပြီဆိုပြီးတော့တည်ရတယ်ပေါ့နော်အဲ့ထဲမှာဒါသူတို့တပ်တွေအသီးသီးကိုပြန်လွှတ်မယ်ဆိုပြီးတော့လည်းသတင်းတည်ရတယ်အဲ့အဲ့ထဲကအချို့ပေါ့နော်အချို့ဆိုတာကသူတို့အကြီးပိုင်းပေါ့အရာရှိပိုင်းတွေတက်ချက်ကြီးပိုင်းတွေအဲ့အဲ့လိုအဖွဲ့မျိုးတွေကိုတော့သူကစုံခုံဘက်အရေးယူမယ်ခုံယုံတင်မယ်ပေါ့ခုံယုံဘာကြောင့်ပြေးတာလဲ ။ဘာကြောင့်စကန်ဆွန်းတာလဲ။ဒါမျိုးပုံစံမျိုးတုံးဝင်ပေါ့။ဒါပေမဲ့တိတ်ထူးဆန်းတဲ့အရာတော့မဟုတ်ဘူး။ဒါဒီကောင်းလေးတွက်ကယိုးနေပြီရှိမှလဲ။စကန်များစကန်တွေကအများကြီးပေါ့နော်။အများကြီးထွက်ပြေးတဲ့သူတွေကလည်းအများကြီးဆိုတော့သူတို့တွက်ကတော့တိတ်တော့ဒါထူးဆန်းနေရတော့မဟုတ်ဘူး။ဒါပေမဲ့သူတို့တွက်အလုတ်ပူရှုပ်တော့။အလုတ်ပူရှုပ်မင်းတို့တွက်နေ့စဉ်နဲ့မျှဒီလိုမျိုးမေးနေရမယ့်သူတွေကအများကြီးဖြစ်လာဦးမှာ။နောက်ထပ်ထွက်ပြေးမယ့်ကောင်းလေးလည်းအများကြီးရှိနေဦးမှာ။အဲ့တော့ရေးယူမယ်ဆိုရင်မင်းတို့အခုနေရာစပြီးရေးယူရင်ယူသားလို့တရင်ကပါးကျင်တာပေါ့ဗျာ။ပြီးတော့ခုနလိုပေါ့ အဲသူတို့တွေကိုဒါအခုလိုမျိုးတဏီယာထဲမှာတိုက်လိုက်တာနဲ့အဲတဏီယာထဲမှာပဲရှိတဲ့အစုအဖွဲ့ကိုဒုက္ခပေးနိုင်တာမဟုတ်ဘဲနဲ့နောက်တန်းမှာရှိနေပါတယ်ဆိုတဲ့အဖွဲ့တွေအခုသူတို့ကိုစစ်ဆေးရမယ်ဆိုတဲ့အဖွဲ့အရန်လှုပ်ရှုပ်ပါအရန်လှုပ်ရှုပ်ပါစီစစ်တာမျိုးတွေအာတက်သေးထွက်ဆိုတာမျိုးဒါမျိုးပုံစံတွေကစပြီးသူတို့စီစစ်ရမှာစစ်ဆေးရမှာအချိန်နေပေးရမှာပင်မန်းမှာအဲဆိုတော့စစ်ပန်းအောင်ပေါ့နော်နီလန်တမျိုးနဲ့ထပ်ပြီးတော့စစ်ပန်းအောင်လုပ်နေတဲ့အတိုင်းပဲဒါဟာလေဒိတ်အားရစရာကောင်းတယ်ပေါ့နော်အဲပြီးတော့ဒါ အခုဆိုလဲပြေးတဲ့အဖွဲတွေပေါ့နော်ထိုင်းဘက်ကိုပြေးတဲ့အဖွဲတွေကိုစစ်ကောင်စီဘက်ကိုပြန်လွှဲတယ်လွှဲတဲ့အခါမှာစစ်ကောင်စီကသူတို့တက်တီကိုပို့ပြီးတော့အဲပြန်ပြီးတော့ဒါလိုက်ဝဲဝင်ခိုင်းမဲ့ပုံစံအဲပြန်ပြီးတော့ဒါပြန်တိုက်ခိုင်းမဲ့ပုံစံမျိုးတွေဖြစ်လာနေတာပေါ့ဗျာအဲကျတော့လိုပဲဖြစ်ဖြစ်တခါဥလေသွားတဲ့ချက်ကတော့ပြန်ပြီးတော့ပွဲတယ်လို့ရစရာအကြောင်းမရှိပါဘူးပေါ့နော်အဲပြီးတော့ပြောချင်တာအဲ့လိုမျိုးထွက်ပြေးနေမဲ့စားအဲ့လိုမျိုးပြန်ပို့ခံနေမဲ့စားတော်လိုင်းတက်ဖွဲ့ရေးစီမှာလက်နဲ့ချပါအညံ့ခံပါပေါ့နော် ဟိုနေ့ကဒါဘူတာဘောဆိုပြောတယ်ဗောနော်မင်းတို့ကောင်းနေတလောက်တောင်ပြောနေတာကွာတလောက်လက်နှချို့ပြောနေတာကွာမင်းတို့ကောင်းနေနိုင်မယ်ထင်လို့လားအဲအဲ့လိုပုံစံမျိုးတော့မချစ်တင်ငယ်ပြောတာမျိုးတွေရှိတယ်ဗောနော်ရှိတော့ကြတော့ဒါစင်နာနဲ့ပြောတာတော်လိုင်းတက်ဖွဲ့တွေကသူတို့အတွက်လည်းဒါအနေမဖြစ်စေချင်ဘူးသူတို့တည်သွားလို့လေနောက်နောက်မှကြံခဲ့ရတဲ့မိသားစုတွေဒုက္ခမရောက်စေချင်ဘူးဒါကြောင့်မို့လို့အများဆုံးပူပေါင်းမှုပြောတာဒါတော်လိုင်းတက်ဖွဲ့တွေကတိုက်နေတာအာနာရှင်စနစ်ကိုတိုက်နေတာဗောနော်အဲတော့ကြတော့အဲဥစ္စာကိုနားလည်ပြီးတော့ ဒါမှန်ကန်တဲ့လမ်းကိုရွေးချယ်စေချင်တယ်ဆိုတာလည်းပြောချင်တယ်ဗောနော်ပြီးတော့ဒါအချမ်းဘက်စစ်တပ်ကမြေပြင်မှာတိုက်လို့ခိုက်လို့စိတ်လုံးဝမရှိတော့ဘူးမဖြစ်မနေခိုင်းလို့ဒါလှုပ်ပေးနေရတယ်ဆိုတဲ့ပုံစံမျိုးတွေပဲပိုတွေ့လာနေရတယ်ဝိကျစ်တန်းကြီးဗောတာဝန်ကြီးဗောအဲ့လိုပုံစံမျိုးသွားဆိုရင်အဲ့နာရောက်အောင်သွားလိုက်မယ်လို့ဆိုရင်အဲ့ဒါပြီးအောင်လုပ်လိုက်မယ်အဲ့လိုပုံစံမျိုးပဲတွေ့ရတယ်သူတို့စိတ်ထဲမှာကွာစိတ်အားထက်သန်မှုတွေပါလိမရှိတော့ဘူးပေါ့နော်အဲပြီးတော့အဲ့လိုမျိုးလုတ်အောင်လဲအနောက်ကနေရောဝါလာမိုင်းနေရိုက်သွင်းနေတော့လို့ဒါကြောင့်တွေသိရတယ်မင်းတို့ကိုမိသွားပြီဆိုရင်အဲတော်လိုင်းတက်ဖွဲ့တွေကအရှင်မထားဘူး အဲ့လိုမျိုးဖြစ်အောင်ပေါ့နော်သူကလည်းတမီရန်တိုက်တဲ့ပုံစံမျိုးတွေလုပ်ပေးထားတယ်အဲ့အဲ့ဝါလာမိုင်းနေကြားထဲမှာပဲပိတ်မိနေမယ်ဆိုရင်တော့သူရဲ့အဆုံးသတ်တွေကောင်းမှာမဟုတ်ဘူးပေါ့နော်နောက်တစ်ခုကတော့မေအောင်လိုင်ကအခုနောက်ပိုင်းမှာသူ့ရဲ့လူယုံတွေကိုပဲအားကိုးနေရတဲ့ပုံစံမျိုးဖြစ်လာနေတယ်။ဒါကျွန်တော်ရှေ့မှာပြောမယ်လို့ပြောထားတဲ့ဒီအောင်သက်ဦးပေါ့နော်။အင်းတော့မြို့သိမ်းတိုက်ပွဲမှာဖန်စီရမိတယ်ခုံခုံတက်မှမူအောင်သက်ဦး။ဒါဆိုလဲသူ့ရဲ့အတွင်းလူဆိုပြီးတော့သိရ။အတွင်းလူတကယ်ကိုသူနဲ့အနီးဆုံးနေခဲ့ရတဲ့သူပေါ့နော်။အဲသူ့အကြောင်းနဲ့အများကြီးသိခဲ့သူတယောက်ဖြစ်တယ်။ အဲပြီးတော့အဲ့လိုလူတယောက်ဖမ်းခံလိုက်ရပြီးတော့ဒီအန်ယူဂျီဘက်ကနေပြီးထုတ်ပြန်တာရှိတယ်ဗောနော်ဒီအဖွဲ့တွေကနောင်နာရပါတယ်ပူးပေါင်းပါမယ်ဆိုတဲ့ပုံစံမျိုးထုတ်ပြန်ထားတဲ့ဟာရှိတယ်အဲ့ဥစားကစစ်ကောင်စီကမင်းအွန်လိုင်းကိုလုံးဝအရှိုက်ထိစေမယ်စကားအဲ့ဘာလို့လဲဆိုတော့မင်းအွန်လိုင်းရဲ့လူလူယုံလူအရင်းဖြစ်နေတာသူကတက်ချုပ်ယုံမှာစစ်စင်ရေး G1 တောင်လောက်ခဲ့တာဗောနော်စစ်စင်ရေး G1 တောင်လောက်ခဲ့တာပြီးတော့ဘလောက်ထိသူကပိုင်တယ်လဲဆိုတော့သူကဒီတနိုင်ငံလုံးမှာနေရာနှက်မှာပြင်းထန်နေတဲ့အချိန်ဗောနော်ပြင်းထန်နေတဲ့အချိန်ကျသူကတက်မှာဘူးယူရမှာတက်မှာဘူးယူရမယ့်အချိန်မှာသူက နေရာနဲ့အခြေအနေတွေကမကောင်းတော့ကြတယ်သူကတက်မှမူမထွက်အောင်သူကလှုပ်လှုပ်ထားတယ်ဗောနော်တခြားလူတွေတက်မှမူထွက်နေရဲ့အချိန်မှာသူကမထွက်အောင်လှုပ်ထားတယ်ဘာလို့လဲအခြေအနေမကောင်းလို့ဗောနော်ဒါပေမဲ့လုံးဝကိုမဖြစ်မနေယူရတော့မယ်ဆိုတဲ့အချိန်မှာသူကတက်မှခုန်ခုန်ရွေးတာဗျာဘာလို့လဲဆိုတော့ဒီခုန်ခုန်ကအဲ့အချိန်မှာစကိုင်းဘက်ကိုစစ်ကြောင်းထိုးတာဗောနော်အညာဘက်ကိုစစ်ကြောင်းထိုးတာဗောအဲ့လိုမျိုးအညာဘက်ကိုစစ်ကြောင်းထိုးတယ်ဆိုတော့သူကသူ့စိတ်ထဲမှာတွေးထားတာကအညာကအဖွဲတွေကိုသူကအယမ်းအထင်သေးတာ အသာစစ်ကောင်စီတပ်သားတွေတော်တော်များများဟိုအစိုးရမှာတွေးခဲ့တဲ့ဟာပေါ့နော်အညာကိုစစ်ကြောင်းထွက်ရမယ်ဆိုရင်ပျော်အောင်ပျော်သေးတယ်ဆိုပြီးတော့ပြောခဲ့တဲ့ကောင်တွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ဒီခွန်ကွန်တက်ပါကိုအောင်တဲ့ဦးဆိုလဲသူကအဲ့လိုပုံစံမျိုးနဲ့ရွေးချယ်ခဲ့တာဒါပေမဲ့ဖြစ်ရှင်တော့အညာတွေမကပဲနဲ့ပေါ့နော်အဲခုနလိုတချို့နေရာတွေအထိပါဝင်ပြီးတော့သူတို့ကိုလှုပ်ရှားခိုင်းတဲ့ခါကျတော့အခုအင်းတော်မှာသူအနေနဲ့ဒါဒုက္ခများသွားတယ်ပေါ့နော်အဲ့အဲ့လိုပုံစံမျိုးဖြစ်သွားတယ်သူကအဲ့လောက်အထိကိုပိုင်ခဲ့တဲ့သူတယောက်ဖြစ်တယ်ပြီးတော့ကျမင်းအောင်လိုက်နဲ့အနီးကမင်းအောင်လိုက်ရုံးမှာပါစစ်စင်ကြီးဝန်လုပ်ခဲ့တဲ့သူတယောက်ဖြစ်တဲ့အတွက်ပေါ့နော်အဲသူ့မှာ ဒီမြောက်လိုင်းနဲ့ပတ်သက်တဲ့ဟာတွေစစ်စင်ရေးနဲ့ပတ်သက်တဲ့ဟာတွေအများကြီးသိရှိထားတာတွေရှိတယ်ပေါ့နော်အဲသူတို့တွေရဲ့အမှုအကျင့်တွေလုတ်တက်ကင်တက်တဲ့အာအပြုတ်မှုတွေစဉ်းစားတတ်တဲ့အတွေးခေါ်တွေအစီမံချက်တွေဒါတွေနဲ့ပတ်သက်လို့အများကြီးရှိတယ်အဲ့တော့အဲ့လူသားတကယ်ပူးပေါင်းပြီးတော့လှုပ်ဆောင်မယ်ဆိုရင်ဒါအများကြီးတော်လိုင်းအတွက်အထောက်အကူရှိနိုင်တယ်ပေါ့နော်ရှိနိုင်တယ်အသုံးချဖို့အရေးကြီးတယ်အဲ့တော့ ဒါမြောက်လိုင်းကအခုဆိုရင်သူ့ရဲ့လူယုံတွေကိုပါဆုံးရှုံးနေရတဲ့အဆင့်တွေထိဖြစ်လာနေပြီမြေပြင်မှာသူ့ထပ်ဖွဲ့တွေကလည်းလုံးဝအခြေအနေမကောင်းဒါတော့မှပဲပေါ့နော်ဒီမြောက်လိုင်းစစ်တပ်ကမြေပြင်မှာဟိုနေရာမှာကြည့်လဲသူတို့အခြေအနေမကောင်းနေရာမှာကြည့်လဲအခြေအနေမကောင်းဘူးပေါ့နော်အခုဆိုရင်ဒါပြည်သူကိုလူလာတိုင်းလှုပ်တဲ့ဟာမျိုးတွေပို့ပြီးတော့တွေ့လာနေရတယ်သူတို့အခြေအနေမကောင်းတာမှန်ပေမဲ့လည်းမြေပြင်မှာတော့ပြည်သူတွေကိုပေါ့နော်လက်နက်မဲ့ပြည်သူတွေကိုပို့ပြီးတော့ရက်ဆက်ကြမ်းကြုတ်တဲ့နီလမ်းမျိုးတွေပို့ပြီးတော့တုံးနေတာကိုတွေ့ရတယ်အခုဆိုလဲဒါသခိုင်းဘက်ကရွာ9ရွာလောက်မှာပေါ့နော် လူသားတိုင်းအနေနဲ့ဖမ်းဆီးခေါ်ဆောင်ရင်းခံရတဲ့ပြည်သူတွေရှိလာတယ်။ဒါရွာနေရွာနေပြီးတော့40 20 60ဆိုပြီးတော့ခေါ်ွားရှိတယ်။အဲ့လိုမျိုးတွေဖမ်းဆီးခေါ်ဆောင်ပြီးတော့ဒါစစ်ကြောင်းထိုးရိုက်လုပ်တယ်။ခုနလိုပြည်သူတွေနှိမ့်ဆက်တာတွေလုပ်တဲ့အခါအာပြည်သူပေါင်း1500လောက်ကစစ်ဘေးရှောင်ရတဲ့ပုံစံမျိုးတွေဖြစ်နေတယ်စဉ်းစားကြည့်ပေါ့ဗျာနိုင်ငံကိုကာကွယ်မယ်ဆိုပြီးတော့အော်ဟစ်ကြွေးကြော်နေတဲ့စစ်တပ်ကြီးကအဲ့စစ်တပ်ကြီးဝင်လာပါပြီဆိုတဲ့အချိန်မှာပြည်သူကထွက်ပြေးရတယ်ဆိုတော့ အခြားသူတွေလည်းစဉ်းစားကြည့်လို့ရပါတယ်ဗောနော်အခြားနိုင်ငံကအဖွဲ့တွေလည်းကြည့်ဗောနော်ဟာမင်းတို့နိုင်ငံရဲ့စစ်တပ်လာတဲ့အချိန်မှာဘာဖြစ်လို့ပြည်သူကထွက်ပြေးတာလဲအကြောင်းရှိလို့ဗောပြည်သူကဒီစစ်တပ်ကိုမလိုချင်လို့ဗောပြည်သူကဒီစစ်တပ်ကိုယုံမုန်းနေလို့ဗောပြီးရင်ဒီစစ်တပ်ရဲ့နှိပ်စက်တဲ့တံကိုပြည်သူကမခံစားနိုင်တော့လို့ဗောအဲအကြောင်းမလို့ဒါကိုယ့်ရဲ့ ဒါအဖိုးအတန်ဆုံးဒါအိမ်နေယာနေခြံနေဒါပစ္စည်းပစ္စည်းရာတွေတစ်တလုံးရှာဖွေစုဆောင်းလာတဲ့စီးစိမ်တွေကိုတော့ဆွန့်ပစ်ပြီးတော့ထွက်ပြေးရတဲ့အဆင့်နေတွေဖြစ်တာပါဗျာအဲ့ကြောင့်ဒါတွေကိုကြည့်မယ်ဆိုရင်ကပဲမင်းအွန်လိုင်းစစ်တက်ကဘလောက်အောက်တန်းကျတယ်လဲဆိုတော့သိတာရှိတယ်။ရောဟိုနေ့ကလုံခင်းမှာဖြစ်သွားတဲ့ကိစ္စဆိုလည်းဒီတိုင်းပဲသူတို့တွေတနေရာနဲ့တနေရာသွားဖို့လာဖို့ကြောက်လန့်လာတဲ့အခါအခက်အခဲဖြစ်လာတဲ့အခါမှာပြည်သူကိုတစားကန်လှုပ်ပြီးတော့သွားတယ်ပြီးတော့ရဲရဲဆက်ဆက်တက်ဖြစ်ခဲ့တဲ့သူတွေရှိတယ်။အခုဆိုရင်ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ပြည်သူတွေရဲ့မိသားစုတွေကဘလောက်တောင်မှ အာဝမ်းနဲ့ပူဆွေးနေကြမလဲပေါ့နော်အဲဘလောက်တောင်မှဆိုးရိမ်နေကြမလဲဒါတွေကိုဒီကောင်နေဘယ်တော့မှကိုချင်းစာမှာမဟုတ်ဘူးအဲတော့ဒီကောင်နေဒီနိုင်ငံကနေပြီးတော့အပိတိုင်ပြောက်ွယ်သွားဖို့ဒီစနစ်ဆိုးတွေချုပ်ငင်းသွားဖို့အတွက်ကဒီတော်လိုင်းအမြန်ဆုံးအောင်မြင်ဖို့လိုတယ်ပေါ့နော်အဲတော့ကြောင့်အဲတိုက်ပွဲတွေကလည်းအခုရပိုင်းထဲမှာနေရာစုံမှာပြင်းထန်လာနေတယ်သတင်းကောင်းတွေလည်းတောက်လျှောက်ကြားနေရတာဖြစ်တဲ့အတွက်ကျွန်တော်တက်နိုင်တဲ့အပိုင်းတွေမှာပါဝင်ပြီးတော့ကူညီကြမယ်ဟိဆိုရင်မြန်မြန်လေးနဲ့ဒါအောင်မြင်မှုရမယ်လို့ဒီနေရာနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်